ဆရာရာရှင်စေကိနမိတော်တော်သုံးခုမှတ်လိုက်တယ်ကြိုက်တယ်တပည့်တော်တို့ကြောင်းနေမှာသင်နေတာဟာကြံစီခြင်းသုံးမျိုးတည်းမှာဒါပါလေသုတ္တမရပဲရှိတယ်နော်သင်ထားတာဟာနော်အဲ့ဒါကိုလေးလေးနက်နက်ကြံမှစိန်တာမရအဲ့ဒီစိန်တာမရကြံစီုံနဲ့လည်းမပြီးဘူးကမ္မဋ္ဌာန်းကလက်တွေ့ကိုအားထုတ်ပါဖြစ်ဘာဝနာမရရအဲ့ဒါကြောင့်ပရိယတ္တိ ပမာဏသာသနာတာတိတ္တိယသာသနာတော်ကြာကြာတည်ဖို့ရအခြေခံကပရိယတိတပည့်တော်တို့တက္ကသိုလ်တွေကပေးမယ်ပฏิပတ်တိကိုလည်းပဲဒီတက္ကသိုလ်တွေကပဲပေးနေရရှရောဥဒမသာမီရဲ့နှုတ်ပုတ်ကလေးနှုတ်ကလေးကြီးလိုက်တော့အဲ့ဒါသွားတွေ့တော့တော်တော်ကြိုက်သွားတယ်အခြေခံဝိပဿနာတစ်မျိုးရှိတယ်အကက်ဒမီဝိပဿနာဆိုတာတစ်မျိုးရှိတယ်နှမျိုး အဲ့ဒါဘမလိုစာအုပ်တွေထွက်ထားတယ်။ရှမ်းရင်နိုင်ရမယ်။ဝိသုဒ္ဓိမေဟာကောင်းဆုံးပဲ။အာနာပါနသတိနိဒိသဟာကောင်းဆုံးပဲ။အဲ့ဒီကနေတက်လိုက်ရင်ပညာဘူမိနိဒိသတက်နိုင်တယ်ပုကောင်းဒီနိဒိသနှစ်ခုကြည့်ရင်အာဆင်းပြေပြီ။အဲ့ဒါကြောင့်တပည့်တော်တို့ရဲ့တက်ကတော်များမှာတပရိယတ္တိပိဋကသုံးပုံကိုအင်္ဂလိပ်လိုဖတ်မယ်။နှစ်လူမှုရေးလောက်ရမယ်။သုံး ပฏิပါတိဌာနပါတွဲပြီးတော့လှုပ်ဖို့ရန်အတွက်ပฏิပါတိကိုလည်းပို့ချတော့မူကြပါလို့ပြောပြီးတော့ဒီကနေ့ညတပည့်တော်ရဲ့တိုက်တွန်းစကားကိုဒီမှာပဲနေကုန်ချုပ်ပါပြီတိရကူစံလပမာချမ်းမြသာရရှိတော်မူကြပါစေဖျားသာ